ားလုံးပဲမင်္ဂလာပါ CD Insider Ground ဘာမှကနေပြန်လေကြိုးကြိုးလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီနေ့ညမှာကစားမယ်မုန်နာကုန်နဲ့ Man City ပွဲအကြောင်းပြောမယ်ပေါ့အဲ့တော့ကျွန်တော်တို့မစခင် CIB ကို YouTube မှာ Subscribe မလုပ်ထားအပြင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါဗုဒ္ဓဦးနဲ့ညမှာဒီ UCL ဒုတိယပွဲစဉ်ဒီဘုန်းတော်ကိုအင်းနဲ့ကျင်းဆိုင်ဖို့ French Rivero နော်ပြင်ပကန်ယူရန်တီတောင်း Manchester City အပြင်ရောက်ရှိနေပါပြီ ဒီဘက်မှာသင်္ကိုးတွေမြောင်များတွေ့ရမယ်လို့ယူဆပါတယ်အဲကျွန်တော်တို့အသေးစိတ်လေ့လာကြည့်မယ်ပေါ့ဖက်ကွာရီယိုလာ CD ကိုစတင်ကြိုင်တွေ့တဲ့2016ချက်ကွန်မှာသူတို့နှစ်သင်းတွေ့ဆုံပြီးကြတဲ့နောက်ပိုင်းဒီဘက်နှစ်တွေမှာမတွေ့ရကြပါဘူးချန်ပီယံလိ16သင်းရှုံးတွက်ခြင်းမှာတွေ့ကြတဲ့ကနှစ်သင်းပေါင်းလဲနှစ်ကြော့ချက်နှစ်ကိုအထိတွင်းနေကြတာပေါ့အဲနောက်ဆုံးမှာတော့ဒါမိုနာကိုကအဝေးကိုစီးနေတဲ့နောက်တစ်ချိန်တက်သွားတယ်ပေါ့အဲ့တော့အပွဲကို CD စင်းနေလဲမှတ်မိကြပါဘူးညတကောင် ုတိယကျော်ကြီးတို့အများကြီးမဟုတ်ဆိုရှုံးပြီးတော့တော့ဆိုးဆိုးရတာပေါ့နော်ဆိုအဲ့ဒီတုန်းကတော့ Champion League 16တင်ရှုံးခွက်ရှုံးတော့အဆင့်ရထွက်လိုက်ရတယ်ဆိုတာလေဒါ Guardiola နီးပြဖို့ကပထမဆုံးဖြစ်ခဲ့ပါတယ်2016ဆက်ကုန်တော့ကအဲဂျာအမြင်ပေါ့ဂျာပြိသက်ရှုတော့မှဆိုမွန်နာကူကအပေါ်စင်းအဲသူတို့လူစင်ရင်အဲ့ဒီယာစီကသူတို့ခြေသွမ်းပြီးတော့ Mbappe တို့ Fabinho တို့အာ Thomas Lemar တို့ ပေကာဝူနဲ့ဒီမီ1အမှတ်ပေးခလားကိုလည်းတို့နောက်ပါတရားဒီကုန်းမှာပို့ဆွဲပါတယ်။ဒီဘက်မှာ City နဲ့ Guardiola လာရဲ့ပထမဆုံးကြာပြီပေါ့ဒီကောင်ကဤဆောက်ဆဲကာလာ။အဲ့မရှိရာဒီမှာတော့ကျွန်တော်တို့ကဒီ semi final တက်တာဆိုနည်းနည်းတော့ခံစားခက်တာဘူးနောက်ရာဒီ Guardiola ရောက်လာမှချက်ချက်ချင်းစီရင်ဖွက်လိုက်ရတယ်။ဒါကတော့တို့နှစ်သိန်းကြာတာသမိုင်းကြောင်းနော်အဲ့ဒီတုန်းကမိုနာကိုတိုက်စစ်ကိုမောင်းနေသွားတာကလက်ရှိ Man City ကွင်းလေကစားသမားလည်းဖြစ် ဒါလက်ကျန်းတစ်ယောက်လည်းဒီနေနဲ့ဘာနာလို့ဆေးပါပါအဲဒီတုန်းကတော့အတင်းအောင်မှာကွင်းလေတိုက်ချင်နေရမှာဒီကကစားပေးခဲ့တယ်ဒီပေါ်တူဂီကစားသမားက first time ဖြစ်တော့တိုက်ချင်မှာနေရာစုံကစားနိုင်ပါတယ်တော့ဘာနာလို့ဆေးပါကြောင့်တစ်ဆက်တည်းပြောရရင် Manchester City မှာ၈နှစ်ရှိပြီ414ပွဲကစားပေးတာလေအရနိုင်နေတဲ့ဆူဖလားတွေကောင်းနေရခဲ့ပြီအခုတော့ City ရဲ့အသင်းကောင်းဆောင်ဖြစ်သူရဲ့အသင်းဟောင်းမူနာကိုပြန်ရင်ဆိုင်ရပါမယ်အဲ့တော့ 16 19မှာဒီမိုနာကိုမှာအောင်မြင်ခဲ့တဲ့ဒီကစားသမားတွေကလည်းဥရောပထိပ်တန်းအသင်းကြီးကြီးတွေစီရောတိတိရောက်ကုန်ပါရဲ့အဲ့ဒီအဲ့ဒီကတဲ့ကမိုနာကိုအခုတတိစုကလားနောက်မကတ်နိုင်တော့ပါအခု CD ကိုရင်ဆိုင်မဲ့မိုနာကိုကလည်းဒါအရင်ကအသင်းမဟုတ်တော့ဘဲနေအတော်အောင်အားနေနေတယ်ဒါပြောလို့ရအောင်စူပါကွန်ပျူတာရဲ့ခံမှန်းချက်ရတော့မိုနာကိုမှာ 9G က27.6ရာခိုင်နှုန်းပဲရှိပါတယ်ဆိုတော့2000 24 25မိနစ်တုန်းကပေါ့နော်မိုနာကိုတို့ဒီ UCL ဖွင့်ပွဲ၄ပွဲဆက်နိုင်ခဲ့ပြီလက်ရှိမှာတော့ပြောင်းမြင်ချန်ပီယံလိနောက်ဆုံး9ပွဲမှာတပွဲပဲအနိုင်ရတာ5ပွဲတိရှုံးတာဒီရှုံးပွဲ5ပွဲထဲမှာ3ပွဲကလည်းဂိုးပေါင်းက3ဂိုးနဲ့အထက်ကြီးပဲဆိုဟိုတစ်ဘက်ကတို့ Club Brugge ကိုရှုံးထားတော့လေ4-1ပေါ့အဲ့ဒီပွဲလေးအပါတော့ City နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ PP သားတွေများနေမယ်ဆိုတော့ဒါမိုနာကိုပဲနည်းနည်းလေးဖြည့်ပြော English ပြည်သက်တွေနဲ့ဒါယင်းနေကြည့်တာကစားသမားတွေဖြစ်တဲ့ Eridania ဒါ Florin Bergogan နဲ့ Mike the red ဒီနှစ်ယောက်ကတော့ဒါ Arsenal Academy ကစားသမားဟောင်းနေပုံနောက်ကို tactics ကိုဦးဆောင်နေတယ် Ansu Fati လည်းရှိသေးတယ်ဒီရဒီသူက၃ဘွဲကစားပြီးတော့၄ဂိုးသွင်းတာ Minamo အာ Mina Mino လာမူနာမူနာကိုမှကစားနေတယ်ဒီ Arsenal ကစားသမားဟောင်းနေသူတို့ ပြည်သက်ရင်းနေတဲ့ကစားသမားတွေကအများကြီးပဲပြန်တွေ့ရမှာပေါ်ပေါ်ပါနဲ့ပတ်သက်လို့ကတော့သိမသိကြဘူးအခုထိပွဲထွက်ခင်မရသေးတာရေဒါကြန့်ခိုင်မှုမပြေသေးတာရေဆိုတော့ဒီပါမလားတော့မသိကြသေးဘူးဥရောပအတင်းကြီးတွေမျက်စိကျနေတာလမီနာကင်မရာဆိုရတာတွင်လေပြန်ကစားသမားလေးလည်းရှိသေးတယ်တော်တော်သေးတော့တန်ရာကြောင့်နားယူနေရတော့ဒီဒီနေ့ပွဲတော့မပါနိုင်ဘူး club brugge ကိုရှုံးခဲ့တဲ့ပွဲမှာတော့ဒီကစားသမားဝင်ကစားပြီးတော့စီစဉ်ပြနိုင်ရေ line breaking pass 5အကျင့် position အနိုင်ရတာ၁၀ကျင်း၊ထခဲ့၄ကျင်းဆိုတာမူနာကိုအတွက်တော့ကြီးမားတဲ့ဆုံးဖြတ်မှုလေဖြစ်လာဖို့ရှိနေပါတယ်။စီတီဘက်ကိုနည်းနည်းလေးပြန်ကြည့်လိုက်မယ်ဆိုရင်လည်းမီးတတော်မနစ်ကရာသီမှာဒီတိုင်ပွဲမှာဘလို့ဖြတ်တန်းခဲ့တယ်လေကြည့်ရမှာပါမနစ်ကတော့အခြေအနေမကောင်းခဲ့ဘူး။ပုံမှန်ဆိုရင်တော့စီတီက UC ရဲ့အစောပိုင်းပွဲဒီမှာအမြဲရလက်ကောင်းလေးရောရှိတယ်။မနစ်ကနောက်ဆုံးအဝေးကွင်း၄ဘွဲ့ဆက်အဆုံးဆိုရဲအဲလောလောလတ်လတ်ခြေစွမ်းဆိုးထားတာလို့ရှိရပါတော့။ တော့ဒီရာဒီမှာဆိုရင်တော့ဒါနာပိုလီနဲ့ပွဲမှာအထူးချေနံပြကစားရတဲ့ကစားသမားဆိုတာ rotary ရှိမယ်။ dying breaking pass 18ကြိမ်နဲ့ဒါပထမ week တစ်ခုလောက်မှာအများဆုံးကစားသမားမိုနာကိုနဲ့ပွဲမှာတော့ thin light အတင်းနဲ့တော့ light ပါသွားပေမဲ့ပါနိုင်မပါနိုင်ရတော့မသေးကြပါဘူး။ပွဲထွက်ကစားသမားစင်းရတော့ခံမှန်းဖို့ခက်ပေမဲ့ဒီကြတာကတော့ twin goal များမဲ့ပွဲဖြစ်လာမှာပါ။မိုနာကိုလည်းသူတို့ပြိုင်ပွဲဆိုနောက်ပွဲ9နောက်ဆုံး9ပွဲမှာ12ဂိုးသိမ်းပြီး12ဂိုးပြန်ပြီးတာ။ ဆီးရီးယားလည်းနောက်ဆုံးပွဲမှာဘန်လီကို9ဂိုးတိကျင်းလာတယ်။ဟာလန်ကဩဂတ်စ်လနောက်ပိုင်းအသင်းအတွက်9ပွဲကစားပြီးတော့9ဂိုးတင်တာ။ဆိုတော့ပွဲတိုင်း9ဂိုးတွင်နေ။ဟက်တူဟက်ကိုထပ်ပြီးတော့ကျွန်တော်ကြည့်လိုက်ပြီပေါ့နော်။သူတို့နှစ်သင်းကြောင်း2016ဆက်ကုန် UCL စစ်တောက်တင်းစစ်မှာဒီနေ့သင်းတွေ့ဘူးလေ။ဆီးရီးယားရင်ဝင်းမှာ3-1အဝေးကမှာ5-3နဲ့ရှုံးနေရပြီးနှစ်ကြော်ပေါင်း6-6ဂိုးနဲ့အဝေးကိုစီးမြင်နေတည်တည်ထွက်လာရတယ်။ နောက်ထပ်သတိထားစရာတစ်ခုကမိုနာကိုကအင်္ဂလိပ်အသင်းတွေကိုအင်ဂွင်းမှာအဲ့ခံကစားရ UCL ခုနှစ်ပွဲမှာတပွဲတာရှုံးနေထားပြီး၅ပွဲနိုင်တပွဲတည်းရတာနောက်ဆုံးရှုံးနေတာကအာဆင်နယ်ကို2015မှာဒူးစီးနေကျော်သူတို့မှာအင်္ဂလိပ်ပြင်းနေပတ်သက်လို့ဘယ်လိုလုပ်ရချက်တွေရှိလဲတော့စိတ်ဝင်စားတယ်ဖြစ်နိုင်ကြီးဘယ်လိုနိုင်ရမလဲဆိုတော့ကျွန်တော်ကဒုံးတဲ့နယ်ဘယ်အသေးနိုင်ရမတော်မလဲဆိုရင်တော့စူပါကွန်ပျူတာရဲ့ခံမှန်းချက်ကိုပဲယူသုံးပါပါ Man City ဘက်ကနိုင်ကြီး55.6ရာခိုင်နှုန်းအထိရှိနေပြီးတော့ 22ရာခိုင်နှုန်းကတော့အေးကျသွားနိုင်ရှိပြီးတော့27ရာခိုင်နှုန်းကတော့ဘူနာကိုဘက်မှာအခွင့်အရေးရှိပါတယ်ဆိုတော့ CD ဘက်က95.6ပေါ့နော်ဖြစ်နိုင်ခြေလူစည်ရင်းကိုကျွန်တော် CD ဘက်ကပဲဒီအပိုင်းမှာတော့ထည့်ပြောလိုက်ပေါ့နော် GLNI ကျွန်တော်ရူမကိုမှပါလာမယ်တပီးရဲ့ newness ruben d ရဲ့ disco gavario နဲ့ nico orion လေးတို့ဝဲထွက်လာမှာပါ now banado saver p4 and rinder jerobito kun ne harland logo type sin ma twae phat pi twae ya ba me နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်မပြစ်မနေထည့်ပြောချင်တာကတော့ power ranking မှာ opt high power ranking ပေါ့နော်ဒါကတက်ခိုက်ရာသနာနဲ့ပြီးရတော့အင်အားကောင်းတဲ့အသင်းတွေ ranking စီထားတာပဲဒီစီရင်မှာတော့လက်ရှိ match ကြီးကကမ္ဘာအဆင့်၄မှာရပ်တည်နေပြီးတော့ Monaco ကတော့52မှာလာရပ်တည်နေဆိုတော့မှတ်သင်းကြားကလည်းတော်တော်လေးကွာပါဆိုဒီချက်လက်တွေကိုအဲကြည့်ထားမယ်ဆိုရင်တော့ဒါခုလူတို့ဒီပွဲကဘယ်လိုဖြစ်လာနိုင်လဲဆိုတာနည်းချင်းတော့ဒါခံမန်းလို့ရသွားမယ်လို့ညွှန်းနေပါတယ် ဒါကတော့မိုနာကိုနဲ့မန်ချက်စတာစီးတီးရဲ့အချင်းအချောင်းကိုသုံးသပ်ပြခဲ့တာဖြစ်ပါတယ်။အချင်းချောင်းပြောရရင်တော့ဒီဘောကဂိုးပေါ်မှာတော့ဂိမ်းပြပါတယ်။သူကအရင်လည်းမပြောရေး။အဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်အားပေးတယ်။ဒီဒီပါ။